မာဖီးယားဆက်လန်အပိုင်း၃ရက်အစမှာတော့ခရစ်ကလည်းထွက်ပြေးသွားတဲ့ဟာနာကိုကားနဲ့တူတူအင်ကိုပြန်လဲခေါ်ဆောင်လာခဲ့ပါတယ်။ခရစ်ကလည်းသူ့ရဲ့လက်အောက်ကိုအစင်သစ်ပြင်ဆင်ထားခိုင်းတဲ့အချင်းထောင်တိတိလေးကိုဖွင့်နေတဲ့ချိန်မှာဟာနာကလည်းရှေ့ရှောင်းသူ့ဘဝနဲ့ပတ်သက်ပြီးတော့ဖြစ်လာမှာတွေကိုစိုးရိမ်နေခဲ့ပါတယ်။ခရစ်ကလည်းဟာနာကိုအချင်းကန်းထဲမှာပိတ်လောင်ထားလိုက်ပြီးတော့ခရစ်ကလည်းဟာနာမင်းအနေနဲ့ငါရဲ့နေရာကနေထွက်ပြေးခဲ့တယ်။အဲဒါကြောင့်ခုလိုနေရာမှာပဲနေရမယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပြီးတော့ဟာနာကလည်းသူ့ရဲ့ဘဝကိုသူကြည့်ကစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ခရစ်ကလည်းဟာနာကို စကားပြောပြတာနဲ့နေရာမှာပဲထားခဲ့ကထွက်လာခဲ့လိုက်ပါရင်နောက်နေ့တာယာရဲ့မနက်ခင်းလေးတစ်ခုမှာတော့ခရစ်ရဲ့အကျဉ်းသားတွေကလည်းဟာနာစီကိုအစားအစာတွေယူလာကမစ္စတာဟာနာကျွန်တော်တို့ဆရာခရစ်ကမစ္စတာဟာနာကိုအစားအစာခိုင်းချောင်းပြောပါရင်ဟာနာကလည်းလက်အောင်ငယ်သားတွေကိုငါဒီထဲမှာအစာမစားဘူးငါ့ကိုအစာစားစေချင်တဲ့ဆိုရင်တော့အခုအကျဉ်းကန်းထဲကနေထုတ်ပေးလို့ပဲပြောလိုက်ခဲ့ပါရင်လက်အောင်ငယ်သားတွေကလည်းပြောလို့မရတာကြောင့်အစားအစာတွေကိုယူပြီးပဲပြန်ထွက်လာခဲ့ရပါရင်ခရစ်ကလည်းသူ့ယုံမအလုပ်တွေလုပ်ပြီးတာနဲ့ဟာနာရှိတဲ့နေရာကိုထွက်လာခဲ့ပါရင်ခရစ်ကလည်း Jam ငါစနီးချင်းနေဘလို့ရှိလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။ Jam ကလည်းဆရာကျွန်တော်အနေနဲ့ Miss Hana စီကိုအစာအချိန်ရမများကိုတော့ပို့ပေးမယ်လို့သူကညှင်းဆက်နေသေးတာကြောင့်အခုချိန်ထိကိုမှမစားရသေးဘူးဆရာဆိုပြီးတော့ Chris ကိုပြောလိုက်ခဲ့ပါတယ်။ Chris ကလည်း Jam ပြောတာတွေကိုနားထောင်ပေးတာနဲ့ Hana စီကိုလမ်းလျှောက်သွားကအပေါ်မှာတင်ထားတဲ့ hamburger ကိုယူလိုက်ခဲ့ပါတယ်။ Hey Hana ထားတော့အခုအစာစားရမယ်ဆိုပြီးတော့နှုတ်လိုက်ခဲ့ပါတယ်။ ငါဒီနေရာမှာအစာကိုမစားခြင်းဘူးပြောနေခဲ့ပြီးတော့ခရစ်ကတော့ဟာနာနေခိုးတဲ့အချိန်နဲ့မစိုးကြည့်ရင်အခုပဲမြန်မြန်လာစားဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ခရစ်ရဲ့စကားကြောင့်ဟာနာကလည်းဝမ်းနဲ့စွာနဲ့ပဲအချင်းကန်းထဲမှာအစာစားနေရပါတယ်။ခရစ်ကလည်းအစာကျွေးပြီးတာနဲ့နေရာကနေထွက်လာကအနားယူအပန်းဖြစ်ပြီးတော့အလုပ်ပြန်လုပ်ပြီးတော့လုပ်ပြီးတဲ့အခါမှာတော့ဟာနာစီကိုထတ်လာကြည့်ခဲ့ပါတယ်။ခရစ်ကလည်းဟာနာထားတော့လေအခုကအစာစားခြင်းတောင်မှရောက်နေခဲ့ပြီးအမြန်ထားတော့ဆိုပြီးတော့နှုတ်လိုက်ခဲ့ပါတယ်။ ရစ်ကလည်းဟာနာစီကဘာမှကိုပြန်မတုပ်ပြန်တာကြောင့်ဟာနာခန္ဓာကိုယ်ကိုစံကြည့်လိုက်တဲ့ခါမှာတော့ဟင်ဟာနာကိုရဲ့ရံကိုပုံနေတာအဲ့ဒါဆိုရင်ဟာနာဖျားနေပြီဆိုတာကိုသိသွားခဲ့ပါ යි ခရစ်ကလည်းသူ့ရဲ့တပည့်တွေကိုအချင်းတကားကိုဖိန်ခိုင်းလိုက်ပြီးတော့အဖျားတန်ကြောင့်တတိမေမျောနေတဲ့ဟာနာကိုပွေ့ချီကစေယုံကိုထွက်လာခဲ့လိုက်ပါ යි စေယုံမှာတော့ဟာနာရဲ့ကောင်းလေးဆရာဝန်ကလည်းဟာနာရေဘလောက်တောင်မှအလုပ်တွေများနေလို့အခုလိုမျိုးအချိန်နေထိကိုဖြစ်သွားရတာလေခုတော့အဆင်ပြေပြီလားဆိုပြီးတော့မိလိုက်ခဲ့ပါတယ် ဟာနာဒီနီယာကလည်းစေးရုံဖြစ်တာကြောင့်ဘာမှကိုကြောက်မနေနဲ့အမှန်တွေကိုပြောလို့ရတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ဟာနာကလည်းသူ့ရဲ့ကောင်းလေးကန်ကိုဟာနာအဆင်ပြေကြောင်းပြောလိုက်ခဲ့ပါတယ်။ဒါပေမဲ့လို့ဟာနာရဲ့စိတ်ထဲမှာတော့ကန်အခုကိစ္စတွေကိုမပြောပြရတာဟာနင်းအတွက်နဲ့အန်ရီမဖြစ်စေချင်လို့ပါဆိုပြီးတော့တွေးနေခဲ့ပါတယ်။ခရစ်ကလည်းဟာနာကိုလာကြည့်နေတဲ့အချိန်ကန်နဲ့ဟာနာတို့စကားပြောနေတာကိုမြင်သွားခဲ့ပါတယ်။ခရစ်ကလည်းကန်ကိုကန်အခုစေးရုံကမင်းနေနဲ့တာဝန်ချေပြီးသားမှန်တည်တယ်။ဒါပေမဲ့လို့အခုစေးရုံမှာတခြားသောလူနာတွေကိုပဲပို့ပြီးတော့ဂရုစိုက်ပေးတယ်နဲ့။ ငါရဲ့ဇနီးကိုတော့ငါရှိနေပြီဖြစ်တာကြောင့်ငါပဲစောင့်ရှောက်တော့မယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ခရစ်နဲ့ဟာနာတို့တွေကလည်းစေယုံကနေအိမ်ကိုပြန်လာပြီးတဲ့နောက်မှာတော့ခရစ်ကလည်းသူ့အိမ်နေတဲ့နေရာစီကိုဟာနာကိုခေါ်လိုက်ပါတယ်။ဟာနာကလည်းခရစ်ကိုငါ့ကိုခေါ်နေပြန်ပြီ။သူဘာတွေလိုချင်နေပြန်ပြီလဲမသိဘူး။ငါတို့ကြောက်နေပြီဆိုပြီးတော့တွေးနေခဲ့မိပါတယ်။ဟာနာကလည်းခရစ်စီကိုရှောက်လာကခရစ်ကျမဘာအမှားလုပ်မိလို့လဲလို့ပြောနေခဲ့ပြီးတော့ခရစ်ကလည်းဟာနာနေမနာချင်းရင်ငါရဲ့အိယာပေါကိုအခုလာခဲ့စမ်းဆိုပြီးတော့ပြောကဆွဲခေါ်လိုက်ပါခရစ်ကလည်းသူ့ရဲ့လက်မောင်းကိုတင်းကျပ်အောင်လို့ကင်ထားတဲ့အကြောင်း ခရစ်နင်းလက်ကင်ထားတဲ့ပုံစံကငါအရင်နာတယ်လို့ပြောလိုက်တာကြောင့်ခရစ်ကလည်းလက်လွတ်ပေးလိုက်ရပါတယ်။ဟာနာကလည်းခရစ်ရဲ့ဆန့်ကျင်ဘက်မျက်နှာမူကနာကျင်မှုကြောင့်ငိုကြွေနေခဲ့ပါတယ်။ခရစ်ကတော့ဟာနာကိုလှဲခန့်လိုက်ပြီးတော့ဟာနာအခုအိတ်လိုက်တော့နော်။ငါမနဲ့ကြရင်ငါယုံကိုလည်းတွားရအောင်မဆုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ဟာနာကလည်းခရစ်ရဲ့သဘောထားတွေသာပြောင်းလဲသွားရင်အရန်ကိုကောင်းပါပဲဆိုပြီးတော့တွေးနေခဲ့မိပါတယ်။မနေ့ရောက်တဲ့အခါမှာတော့ဟာနာကလည်းသူ့အဖေနဲ့အမေရဲ့ဓာတ်ပုံကိုကြည့်ကအဖေနဲ့အမေဟာနာကိုထားသွားခဲ့တာအခုဆိုရင်တလားတော့မှရှိပြီဆိုပြီးပြောနေခဲ့ပါတယ်။ ခရစ်ကလည်းအဲ့ဒါတွေကိုမြင်တဲ့အခါမှာတော့ဟာနာစီကိုလာခဲ့ပြီးတော့ဟာနာငါနဲ့အဖေကိုဘလောက်ထိကိုမုန်းလဲဆိုတာကိုနင်သိပါတယ်။အဲ့ဒါရောမှအခုအဲ့ဒီအပုံကိုငါရဲ့အိမ်ထဲမှာချိန်ထားနေတာလားဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့ဟာနာကလည်းခရစ်ကိုသူ့ရဲ့အိမ်ကိုဒီတိုင်းပဲတရေရနေခြင်းလို့ပါဆိုပြီးတော့ပြောလိုက်ခဲ့မိပါတယ်။ခရစ်ကလည်းဓားပုံတွေကိုစစ်တတူနဲ့ကိုမှရိုက်ချလိုက်ပါပြီ။နေမြဲတဲ့လှုပ်ချင်ရကိုလှုပ်တယ်။မြဲတဲ့ငါးစင်ကနေထွက်ပြေးပြီးတော့စိတ်ပူအောင်လှုပ်တယ်လို့ပြောကဟာနာရဲ့ပါးကိုရိုက်ချလိုက်ပါတော့ရီ။ ဟာနာကလည်းခရစ်ရဲ့ရိုက်ချက်ကြောင့်ခေါင်းတွေမူဝေ့ပြီးတော့ဂျယ်ရီလာတွေမြင်သွားခဲ့ကလဲကျသွားခဲ့ပြီးတော့ခရစ်ကလည်းထွက်လာခဲ့ပါတယ်။ခရစ်ကလည်းဟာနာသူ့စိတ်ကနေအမြဲတမ်းကိုထွက်ပြေးနေတာကြောင့်စိတ်တူနေပေမဲ့သူ့စိတ်ကိုသူ့ထင်းကအလုပ်ကိုဆက်လုပ်နေခဲ့ပါတယ်။ခရစ်ကလည်းအလုပ်ပေးတာနဲ့ဟာနာကိုအပြင်သွားဖို့အတွက်ကိုမှခေါ်သွားဖို့အတွက်ကိုလာခဲ့ပါတယ်။ခရစ်ကလည်းခန်းထဲမှာဟိုဟိုတီတီကိုကြီးလိုက်ပြီးတော့မတွေ့တာကြောင့်ရေချိုးကန်းထဲကိုကြီးလိုက်တဲ့အခါမှာတော့ခြေပန်းဖွင့်ရင်းနဲ့အောက်မှာဟာနာမင်းနေတာကိုတွေ့လိုက်ရပါတယ်။ ခရစ်ကလည်းအဲ့ဒီအခြေအနေတွေကိုမြင်တော့အရန်ကိုမှစစ်ပူသွားခဲ့ပြီးတော့ဒီချိုးကန်တဲ့ကနေကိုခေါ်ထုတ်ပြီးတော့အိတ်ခန်းစီကိုခေါ်ထုတ်လာခဲ့ပါတယ်။အိတ်ခန်းထဲကိုရောက်တဲ့အခါမှာတော့အိယာထဲမှာဟာနာကိုချက်ကရှေးဦးတူနာပြုတ်နီလန်းထဲကိုတတိပြန်လဲလာအောင်လုပ်ပေးနေခဲ့ပါတယ်။ဟာနာတတိပြန်ရလာတဲ့အခါမှာတော့ခရစ်ကလည်းဟာနာနင်အခုအဆင်ပြေလားဆိုပြီးတော့မေးလိုက်ပါတယ်။ဟာနာကလည်းခရစ်နင်ငါကိုစိုးရိမ်ပေးတဲ့အတွက်ကိုပြောပေးမယ်လို့ဒါပေမဲ့လို့အဲ့ဒီလူမျိုးတွေကငါ့ကိုဘယ်တော့မှပျော်ရွှင်နိုင်အောင်လုပ်ပေးမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ခဲ့ပါတယ်။ခရစ်ကလည်းဟာနာငါမင်းကိုစိုးရိမ်အောင်လုပ်မိတယ်။ ငါကငါယုံကြည်ပြီးတော့မင်းအတွက်လုပ်ပေးတာကိုမင်းကိုပြောရှင်အောင်မလုပ်ပေးနိုင်ဘူးဆိုလေငါမင်းကိုကူညီနိုင်တာဘာမှမရှိတော့ဘူးဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်ဟာနာကလည်းခရစ်မင်းကငါဂရုစိုက်ပေးတယ်ဆိုပေမဲ့လို့အဲ့ဒါတွေအကုန်လုံးကငါအတွက်တော့နားကျင်ရပြီးတော့ခန္ဓာကိုယ်ကိုလည်းထိခိုက်တယ်ပြောနေတုံချောင်းကဆိုလာခဲ့ပါရင်ခရစ်ကလည်းအဲ့ဒါကိုကြားတဲ့အခါမှာတော့ဟာနာအနေအဆင်ပြေလာအခုပဲစိတ်ယုံကိုတွားကြရအောင်လို့ပြောလိုက်ခဲ့ပါရင်ဟာနာကတော့စိတ်ထဲမှာငါကျမ်းမာယေရှုဝါနေရင်တော့မှစိတ်ယုံကိုမတွားကျင်တော့ဘူးငါတူနယ်လည်းမနေကျင်တော့ဘူးအပြင်ကိုလည်းဘယ်တော့မှမတွားကျင်တော့ဘူးဆိုပြီးတော့တွင်းနေပါရင် ဟာနန်ကလည်းအိပ်ပျော်နေရင်းနဲ့ပဲသူ့ကိုအခုနေရမှာတယောက်တည်းထားပြီးတော့ထွက်မသွားဖို့ကိုရှောင်နေခဲ့ပါတယ်။အဲရီကိုကြားတဲ့အခါမှာတော့ခရစ်ကလည်းထိုင်နေရကနေပြီးတော့ဟာနာစီကိုလာကဟာနာမင်းတကယ်ကိုအိပ်နေတာဟုတ်ရဲ့လားဆိုပြီးတော့မေးနေခဲ့ပါတယ်။ဟာနာကလည်းခရစ်ကျမအိမ်မက်ဆိုးတွေမနေလို့ဖြစ်ကြောင်းကိုပြောလိုက်ခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့ခရစ်ရဲ့အိမ်ပေါ်မှာလေးတွေကလည်းခြံတွင်းမှာရှိတဲ့အမိုက်တွေကိုရှင်းလင်းနေကြပါတယ်။အဲ့ဒီအချိန်မှာခရစ်ရဲ့အင်စီကိုကားတစ်စီးကရောက်လာခဲ့ပြီးတော့ကားရဲကနေမင်းလေးတယောက်ထွက်လာကဟာနာရှိနေတဲ့အခန်းရဲ့တကားကိုခေါ်လိုက်ပါတယ်။ ခရစ်ယာန်တပည့်တွေကလည်းတကားလာဖွင့်ခဲ့ပြီးတော့မင်္ဂလိပသူနဲ့တွေ့ကြတယ်လို့လေငါတို့ဘာကူညီပေးရမလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။လောင်းငယ်သားကိုမင်္ဂလိကလည်းသူ့ရဲ့နာမည်ကမေယာဖြစ်ပြီးတော့သူကခရစ်နဲ့တွေ့ကြတယ်လို့အခုနေရာကိုလာတာဖြစ်ကြောင်းကိုပြောပြပါပါတယ်။ဟာနာကလည်းအဲ့ဒါကိုတတိထားပြီးတော့အဲ့ဒီမင်္ဂလိကဘသူလဲဆိုတာကိုသိကျင်းသွားခဲ့ပါတယ်။လောင်းငယ်သားကလည်းမစ္စမာယာအခုတော့ဒီနေရာမှာခဏဆောင်ပြီးပါ။ကျွန်တော်ရဲ့ boss ခရစ်ကိုခေါ်ပေးမယ်လို့ပြောကထွက်သွားခဲ့ပါတယ်။လောင်းငယ်သားခရစ်ရဲ့အခန်းထဲကိုတကားခေါက်လိုက်တဲ့အခါမှာတော့ခရစ်ကတော့ဝင်လာဖို့ပြောလိုက်ပါတယ်။ ခရစ်ကလည်းလောင်ငယ်သားကိုဘာကိစ္စနဲ့လာတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။လောင်ငယ်သားကတော့ boss အပြင်မှာမင်းကလေးတရားဆောင်နေပါတယ်။သူကမာယာဖြစ်ပြီးတော့မာယာက boss ကိုတွေ့ချင်ကြောင်ပြောတဲ့အခါမှာငါတချင်ယုံကချစ်ခဲ့ရတဲ့မင်းကလေးတယောက်ပဲဆိုပြီးတော့ boss ကတွေ့နေခဲ့မိပါတယ်။ခရစ်ကလည်းလောင်ငယ်သားနဲ့အတူတူအိမ်ပြင်ကိုထွက်လာပြီးတော့မာယာကိုတွေ့ခဲ့ပါတယ်။ခရစ်ကလည်းမာယာနေတခြားယောက်ျားလေးတယောက်နဲ့လက်ထပ်သွားပြီးမှဘာလို့ငါစီအခုမှပြန်လည်လာတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။မာယာကလည်းခရစ်ကျမအဲ့ဒါအတွက်ကိုတောင်းပန်ပါတယ်လို့ပြောရင်းနဲ့ကိုငိုချလိုက်မိပါတယ်။ ခရစ်ကလည်းမာယာနင်ဘလိုပဲဖြစ်နေပါစေငါကတော့အမြဲတမ်းချစ်နေမှာဖြစ်ပြီးတော့မိမရဘူးဆိုတာနင်သိတယ်မလားဆိုပြီးတော့လွမ်းရင်းနဲ့ပဲဖတ်ကပြောနေခဲ့ကြပါတယ်ဟာနာကလည်းအရာတွေကိုအဲ့ဒါဆိုရင်သူကခရစ်အမြဲတမ်းချစ်ရတဲ့သူပဲဆိုတာကိုသိရှိသွားခဲ့ပါတယ်မာယာကလည်းခရစ်ငါလင်းနေကိုအယံလန်းနေတာလို့ပြောခဲ့ပြီးတော့အခန်းထဲကဟာနာကိုမြင်ကဘာတူလဲဆိုပြီးတော့တွေးနေခဲ့မိပါတယ်မာယာကလည်းခရစ်ကိုခရစ်အခန်းထဲကမိန်းကလေးကဘာတူလဲဆိုပြီးတော့မေးနေခဲ့ပါတယ်ခရစ်ကလည်းမာယာအဲ့ဒါငါရဲ့ဇနီးလေးပါလို့ပြောလိုက်တဲ့အခါမှာတော့မာယာခရစ်က ကျမထွက်သွားတဲ့အချိန်လက်ထပ်လိုက်တာလားဆိုပြီးတော့ဝမ်းနဲ့စွာနဲ့မေးလိုက်ခဲ့ပါတယ်။ခရစ်ကလည်းမာယာကိုမာယာအရင်လဲဝမ်းနဲ့မတော်ပါနဲ့။ဘာလို့ပဲဖြစ်နေပါစေကိုမင်းကိုဘဝလက်တွဲပေါ်ဖြစ်ကိုရွေးချယ်မယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။မာယာကနေပြီးတော့ခရစ်အခုလိုမျိုးရွေးချယ်ပေးလို့ယေရှုတင်တယ်လို့အရင်လဲပြောရှင်ကြောင်းနဲ့စိတ်ထဲမှာခရစ်ကောင်းနေ။ခရစ်အခုလိုမျိုးငါ့ကိုရွေးချယ်မှာပဲအခုနီလန်အတိုင်းသာဆက်သွားမှသာငါအမြန်ဆုံးချမ်းသာမှာဆိုပြီးတွေးနေခဲ့မိပါ යි ။ဟာနတ်ကလည်းခရစ်သူမကိုရွေးချယ်လိုက်တာငါအတွက်တော့အဆင်ပြေတယ်။နောက်ပိုင်းငါသူနဲ့ဆက်နေစရာမလိုတော့ဘူးဆိုပြီးတွေးနေခဲ့ပါ යි ။ ။မိုင်ယာနဲ့ခရစ်တိုကလည်းခန်းထဲကိုတူတူလမ်းလျှောက်လာကြပြီးတော့ခရစ်ဟာနာဒီနီယာကိုအမြန်လာလို့ခေါ်လိုက်ခဲ့ပါရင်ဟာနာကိုခရစ်ကလည်းဟာနာငါတို့တွေအမြန်ဆုံးပဲစာချုပ်နဲ့တူတူကွာရှင်းရအောင်လို့ပြောပြီးတော့ဟာနာကလည်းလက်ခံလိုက်ပါရင်အဲ့ဒီအချိန်မှာယုဒိယဟာနာရဲ့ခေါင်းတွေကိုက်လာကမူးဝေပြီးတော့လဲကျသွားတဲ့အကြောင်းခရစ်ကလည်းပြေးကြည့်လိုက်ရပါရင်ခရစ်ကလည်းမာယာနဲ့အတူတူဟာနာကိုစေယုံကိုကားနဲ့ကိုလိုက်ပို့နေခဲ့ပါရင်စေယုံမှာတော့ဒေါက်တာကလည်းဟာနာကိုဆန်းတက်ပြီးတော့ဒေါက်တာကဟာနာမင်းပြော်လို့ရပြီမင်းမှအခုကိုဝင်ရှိနေပြီလို့ပြောလိုက်တဲ့အကြောင်း ခရစ်ကလည်း what the hell ဆိုပြီးတော့ကြောင်သွားခဲ့ပါ යි မာယာဟာလည်းဒီမင်းကလေးကတော့ငါရဲ့အကြံတွေကိုဖျက်ဆီးပြီးဆိုပြီးတော့စိတ်တွေတူနေခဲ့ပါ යි ဒေါက်တာကလည်းဟာနာရဲ့မျက်နှာကိုကြည့်ကာအကဲခတ်လိုက်ပြီးတော့ဟာနာရဲ့မျက်နှာက stress တွေအရင်ပြီးနေပုံပေါက်တယ်ကြည့်ရတာသူလက်ထက်ပြီးကတည်းကမပျော်ရွှင်ရဘူးထင်တယ်ဆိုပြီးတော့တွေးနေခဲ့မိပါ යි ဟာနာကလည်းကျမကလေးရှိနေပြီလား oh my god ကျမအခုကိစ္စတွေကိုအိမ်မက်လို့တော့ထင်နေတာဖြစ်ကြောင်းကိုပြောလိုက်ခဲ့ပါ යි အခုတော့ကျမမိတယောက်ဖြစ်လာပြီမို့လို့ဒေါက်တာကျမအရင်ကမှပျော်ရွှင်နေရပါတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි ဒေါက်တာကလည်းဟာနာကျွန်တော်ဂုဏ်ပြုပါတယ်။ဒါပေမဲ့လို့ကိုဝင်နေမလို့နာနာနဲ့နေနေရမယ်လို့ပြောလိုက်ခဲ့ပါတယ်။ခရစ်ကလည်းအဲ့ဒါကဘလို့မှမဖြစ်နိုင်ဘူးဒီလား။သူကခရစ်ရဲ့ဘေးနားမှာရှိနေနိုင်အောင်လို့လှုပ်ထားတာဖြစ်လိမ့်မယ်လို့သူ့အတွေးတွေကိုပြောနေခဲ့မိပါတယ်။ခရစ်ကလည်းဟာနာငါမင်းကို9ရက်ကလေးမွေးဖွားပေးတဲ့အချိန်ထိကိုမှအနေရကင်းအောင်လို့စောင့်ရှောက်ပေးမယ်လို့ပြောလိုက်ခဲ့ပါတယ်။ဟာနာရဲ့ချစ်သူဒေါက်တာကလည်းဟာနာရဲ့ကလေးဖေကငါလား။ခရစ်အဲ့ဒီလူလားဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။ဟာနာကလည်းကလေးတယ်လား။ငါကကလေးကိုရှားကိုမရချင်းခဲ့တာ။ ဒါပေမဲ့လို့အခုလိုမျိုးဖြစ်လာမှာတော့ငါရဲ့ကလေးကိုအကောင်းဆုံးခရူးဆက်ပြီးတော့တယောက်တည်းမဖြစ်အောင်လို့စောင့်ရှောက်ပေးရမယ်ဆိုပြီးတော့တွေးလိုက်ခဲ့ပါတယ်။ဟာနာကလည်းထမင်းစားတဲ့ခါမှာတော့တယောက်တည်းစားနေရပြီးတော့တစ်ဖက်မှာတော့ခရစ်နဲ့မာယာတို့ဟာတီတီတူတူရင်းနဲ့ကိုမှစားတောက်နေကြကြပါတယ်။ခရစ်လည်းငါလီနှင်းကိုအရန်ကိုချစ်တာပဲတည်ရမှာလားလို့ပြောကာမာယာကိုစော်မရှိတဲ့ကောင်းတွေမကြုံဘူးတဲ့အတွေ့အကြုံရအောင်လို့ထမင်းခုတ်ချွေရင်းနဲ့ရူနေကြကြပါတယ်။ဟာနာကလည်းခရစ်လည်းတို့ကိုသူတို့ကြရူပြီးတော့ကြည်နူးနေကြတယ်။ငါကြတယောက်တည်းစားနေရတယ်။ ဒါပေမဲ့လို့အခုလိုကပဲအဆင်ပြေပါတယ်တွေးကထမင်းစာဝိုင်းကနေကိုထထွက်လိုက်ပါညာရောက်တော့ဟာနာကလည်း TV ကိုဖွင့်ကာ Queen's of Tia drama ကိုကြည့်နေခဲ့ပါ යි အဲ့ဒီချိန်မှာ Chris နဲ့ Maya တို့ကလည်းအပေါ်ကနေဆင်းလာကြပြီးတော့ Maya က Chris ကျမအရင်ဆုံး TV အရင်ကြည့်ကျင်နေဆိုပြီးတော့တောင်းဆိုလိုက်ပါ යි Chris နဲ့ Maya တို့ကလည်းဟာနာရဲ့ဘေးနားမှာအာမနာပဲနဲ့အမှန်ကန်ကိုမှ drama ကြည့်ရင်းနဲ့ကိုရိုနေခဲ့ကြပါ යි Chris ကလည်း drama ကြည့်ရင်းနဲ့ Maya ကို Maya ညာလည်းအရင်မှောက်နေပြီဆိုတော့ကိုရိုအဲ့ရဝင်ကြရအောင်ဆိုပြီးတော့ပြောလိုက်ပါ යි ခရစ်ကလည်းမာယာကိုချီကအိတ်ခမ်းစီကိုရှောက်သွားနေတာကိုကြည့်နေတဲ့ဟာနာကလည်းကိုကိုကိုတွင်းနေတဲ့အတွေးတွေကိုထိန်ကနေရာကနေကိုထွက်လာခဲ့လိုက်ပိုင်ခရစ်ကလည်းမာယာကိုအိတ်ခမ်းရှိမှချပြီးတော့ထွက်သွားတဲ့အကြောင်းဟန်နီခရစ်ပဲသွားမှုလေကျမနဲ့အတူတူမအိတ်တော့ဘူးလားဆိုပြီးတော့မေးလိုက်ခဲ့ပိုင်ခရစ်ကလည်းမာယာစီကိုပြန်လှည့်ပြီးတော့မာယာကိုရုကလက်မထက်ရသေးရင်တော့မှဘီနာမှအမြဲတမ်းရှိနေပြီးတော့တူတူအိမ်မှာပါလို့ပြောတဲ့အကြောင်းမာယာကလည်းရန်ကုန်မှာပြောသွားခဲ့ပိုင်ဒါပေမဲ့လို့ခရစ်ကလည်းမာယာအရင်အိတ်နဲ့လာအောင်နော် ကိုလို့ရင်သွားလို့လိုက်အောင်မယ်လို့ပြောကဟာနာစီကိုထွက်လာခဲ့ပါဟာနာကလည်းခရစ်ရလာတာကိုမြင်တော့ခရစ်ပဲသူကဒီမှာဘာလို့ရှိနေရတာလဲသူရဲ့ကောင်မလေးနဲ့အတူတူမနေဘူးလားဆိုပြီးတော့တွေးနေခဲ့မိပါတယ်ဟာနာကလည်းခရစ်ကိုခရစ်ဘာလို့ကောင်မလေးနဲ့အတူတူမအိတ်တာလဲသူနဲ့အတူတူလာအိတ်တာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါခရစ်ကလည်းဟာနာမင်းကငါစနေနေငါအဲ့ဒါကြောင့်မင်းနဲ့အတူတူလာနေနေတာလေနားမလည်ဘူးလားဆိုပြီးတော့အွန်လိုက်ခဲ့ပါဟာနာကလည်းခရစ်ကျမတောင်းပန်ပါတယ်ကျမပြောချင်တာအဲ့လိုမျိုးမဟုတ်ပါဘူးဆိုပြီးတော့ပြန်လဲတောင်းပန်ကပြောဆိုလိုက်ခဲ့ပါတယ် အဲ့ဒီအချိန်မှာဟာနာရဲ့ခေါင်းလေးကိုက်လာတာကြောင့်ခရစ်ကလည်းဟာနာအဆင်ပြေရလားဘာဖြစ်တာလဲဆိုပြီးတော့မေးလိုက်ခင်မိပါတယ်ဟာနာကလည်းကျမဘာလို့လဲမသိဘူးခေါင်းလေးကရန်ကုန်မှာကိုက်နေတာဒါပေမဲ့လို့ကျမအဖျားမရှိဘူးစေယုံကိုသွားစရာမလိုဘူးဆိုပြီးတော့ပြောလိုက်ခင်မိပါတယ်ဟာနာကလည်းခရစ်ကျမဒီ9နှစ်အတွင်းမှာအမှားတစ်ခုမှမလုပ်ဘဲနေလာတာကြောင့်ဒီတစ်ခုတော့တားဆိုခြင်းနဲ့ဒါပေမဲ့လို့ခရစ်အဲ့ဒီတောင်ဆိုချက်တွေကိုဒေါသမထွက်ရဘူးဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်ဟာနာကလည်းခရစ်ကိုသူ့ထွက်သွားရင်သူ့ရဲ့ကလေးကိုတော့ခရစ်ကတေချာလေးစားလျှောက်ပေးဖို့ကိုတောင်းဆိုလိုက်ပါရင် ခရစ်ကလည်းဟာနာအိနေတာကိုဟာနာရဲ့လက်ကိုကင်ကာဘေးကနေစောင့်ကြည့်ပေးနေပြီးတော့အဲ့ဒီချိန်ဟာနာကလည်းခရစ်ကျွန်မကိုမုံမဲတိပိမယ်လို့နားချင်းရောက်ထက်ပြီးတော့မလုပ်ဖို့ကိုအိနေရင်းနဲ့ကိုရေရွတ်လိုက်ရင်းနဲ့ပဲဒီနေ့ပိုင်းလေးကတော့ဒီမာရီမဲ့ပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ပိုင်းမှာဘာရီများဆက်ဖြစ်ရုံလဲဆိုတာကတော့စိတ်ဝင်စားစွာနေပဲဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်လည်း VPN လေးခန့်ကြည့်ပေးပြီးတော့ကျွန်တော်တို့ကိုစပို့ပေးခဲ့လို့ရပါတယ်နော်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ